အားလုံးသူကိုတာလီကြပါမျိုးစုံသောရခိုင်မြို့ကျိတ်တွေကမှအလွယ်ကူရိုးရှင်းဆုံးဖြစ်တဲ့ရခိုင်မြို့ကျိတ်မျိုးကိုဒီနေ့လုပ်ပြပါမယ်ဒါလေးတွေကတော့အထူးကပါဝင်ပစ္စည်းတွေဖြစ်ပါတယ်နန်းနမင်းကြိုက်တယ်ဆိုရင်နန်းနမင်းထည့်ထောင်လို့ရပါတယ်ဒါမှမဟုတ်စားကန်ကြီးကြတော့မှပါပါလိပြီးထည့်စားရင်လည်းရပါတယ်ဒါတွေကတော့တို့စရာတွေပါပါဝင်ပစ္စည်းတွေအစင်းသင်းဖြစ်ပြီးဆိုရင်အကုန်လုံးရောပြီးတခါတည်းထည့်ထောင်ရုံပါပဲ။ ရခိုင်ပြည်မှာဆိုရင်တော့ကြောက်ခွက်နဲ့တိတ်တာမို့လို့ပို့ပြီးတော့ညံ့ညံ့ဖြစ်ဖြစ်ကလေးရပါတယ်။ဒီမှာကတော့ကြောက်ခွက်မရှိပေမဲ့ကျမကပို့ပြီးညံ့ညံ့လေးစားချင်တာဖြစ်လို့တိတ်ဆက်နဲ့ထပ်ပြီးတော့ညံ့အောင်တိတ်ခဲ့ပါတယ်။ရှားတာရောတက်စချာရောကိုလိုချင်တဲ့အနေထားရပြီဆိုရင်မျိုးတိတ်တာပြီးပါပြီ။လောက်ရရင်လွယ်ကူရိုးစင်းပေမဲ့နေတိုင်းမလုပ်ချင်တာကြောင့်ကျမအခုလိုပြင်းနေပဲထည့်တင်ထားပါတယ်။ ီလိုတပူးဆိုရင်နောက်ထပ်၄ခေါက်လောက်စားလို့ရပါတယ်။ဒီမှာဒီလိုငရုတ်ကြိတ်ကိုဆိုရင်တမ်းများရေးတယ်အများကြီးစမ်းပြီးတော့စားရအောင်သဘောကျပါတယ်။ရခိုင်နဲ့အတွက်ကငရုတ်ကြိတ်မျိုးစားပုံမူတည်ပြီးတော့သူနဲ့တွဲစားရတဲ့တို့စရာတွေကလည်း꿰ပြပါတယ်။အခုလိုအသီးရတို့စရာတွေနဲ့မဟုတ်ပဲနဲ့ကနန်းလော်ပစွန်လော်ငချောက်ဖုတ်စားတဲ့ပင်လယ်စာတွေနဲ့တွဲစားရတဲ့ငရုတ်ကြိတ်မျိုးစားရလည်းရှိပါသေးတယ်။ဒီနေ့ငရုတ်ကြိတ်ကတော့အသီးရွက်တွေနဲ့လိုက်ဖက်တဲ့ငရုတ်ကြိတ်မျိုးဖြစ်ပါတယ်။ ဟင်းနေအများကြီးမချက်ဖြစ်တဲ့နေ့မှာဆိုရင်ကျွန်တော်မြို့ကျိတ်စားဖြစ်ပါတယ်။ရခိုင်အစားအသောက်ကြောင်းနေနဲ့ပတ်သက်ပြီးသိချင်တာရှိရဆိုရင် comment မှာရေးသွားပေးပါ။ကျွန်မသိသလောက်မှတ်သလောက်လေးပြန်ဖြေပေးပါမယ်။ဆုံးထိကြည့်ပေးလို့အားလုံးသူကိုကျေးဇူးတောင်းပါတယ်။